။မြန်မာလူမျိုးတွေမှာတခါတရံကြတော့အဲ့ဒီလိုသရလွန်တဲ့အနေအထားမျိုးလေးတွေရှိတတ်တယ်။ယုံကြည်မှုတွေအာကို အာကောင်းလာတဲ့အခါကျတော့ဘာဖြစ်တုံးလို့ဆိုတဲ့ကမြန်မာလူမျိုးတွေယုံကြည်မှု လေးတစ်ခုပြောပြ။ဘုရားခင်ရတို့ဘာလို့ရောက်တဲ့အခါကျတော့အိုးအဲ့ဒီကမြေတွေဆိုလို့ရှိရင် တခဲကိုဒီဖះကိုជីညိုရတာជីညိုရဖះជីညိုတာအိန္ဒိယနိုင်ငံက ဒီဖရာဌာနကနေပြီးတော့မြေကလေးတွေကောက်ယူတယ်เนาะခဲလေးတွေကောက်လာတယ်ဘာဖြစ်တာတော့ဆိုအမျက်တနိုးလေမြေကြီးတွေခဲတွေခင်းကမြေကြီးခတ်လာတယ်ဒါမျိုးတွေဟာဟိုစဉ်းစားညံနဲ့ချိလိုက်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားဟောတဲ့တရားလောက်ဘယ်လိုလုပ်တန်ဖို့ရှိမှာလဲနောက်ပြီးတော့တရားရောက်ကနေပြီးတော့အောင်မြေလို့ပြောထားလို့ရှိရင် ယူလိုက်ကြတာအဲ့ဒီမြေကိုတူးတူးပြီးတော့အောင့်ညစ်တယ်။ဒါမစင်းသားလို့ပဲဒီမြေရှိတာနဲ့ကိုအောင်မလားစဉ်းစားကြည့်ဖို့လိုအပ်တယ်။စကိုင်းမှာဆိုလို့ရှိရင်ကန္တလူဖျားမှာဖျားဖူးတဲ့လူတွေလာပြီးတော့ယူလို့ခြေရင်းကြီးလို့တောင် ဖြစ်သွားတယ်မြေကြီးက။နော်။ဘာဖြစ်လို့လဲဆိုအောင်မြေဆိုပြီးတော့ယူတာ။နည်းနည်းလေးတော့စဉ်းစားကြည့်ဖို့ကောင်းတယ်ပေါ့။မြေချောင်းအောင်တာလားလူချောင်းအောင်တာလားဆိုတာစဉ်းစားကြည့်ဖို့လိုတယ်ပေါ့အဲ့ဒါမျိုးတွေကိုပြောတာ တရားတရားဆိုတာစဉ်းစားဆင်ញင်တုံတရားလက်လွတ်သွားပြီဆိုလို့ရှင်အကုံယုံတော့တာပဲเนาะအကုံယုံတော့တာအကုံယုံတဲ့အခါကျတော့တခါတလေကျတော့အဓိပ္ပာယ်ကင်းမဲ့တဲ့အဓိပ္ပာယ်မျိုးတွေအဓိပ္ပာယ်မရှိတာတွေကိုသွားယုံကြည်လက်ခံတာမျိုးတွေဖြစ်သွားတာကြိုက်သီယိုဖရာသုံးောက်တက်လို့ရှိရင်တထေးဖြစ်တယ်တဲ့မယုံလားယုံတယ်ဒါဆိုလို့ရှင်စဉ်းစားကြည့်ပါ အထမ်းသမားတွေ၃ောက်မကခုတိုင်းလဲထမ်းနေတော့မယ်လွန်ခဲ့တဲ့အနှစ်20လောက်ကထမ်းနေတဲ့လူလဲခုလဲထမ်းတော့မယ်နော်အဲ့တော့ဘာဖြစ်လို့တရားကိုယုံอ่ะဒိဗေကပညာကြောင့်မို့ပညာအားနည်းသွားတာလို့ဆိုတာဒီလိုဆွလို့တာပေါ့ဘယ်ကိစ္စပဲဖြစ်ဖြစ်အသိပညာနဲ့ယုံမှုလိုအပ်တယ်ပေါ့တရားတရားဆိုတာယုံကြည်မှုဆိုတာညာတိုင်းမကောင်းဘူးလို့ ဒါကိုပြောတာဒါအလှဲစားခံရတဲ့အဓိပ္ပာယ်ပဲပေါ့အေးဒါကြောင့်မို့ဆရာတော်ကြီးတွေကလည်းအထက်ကရာဆရာတတိပေးထားတဲ့အတိုင်းသဒ္ဓါကိုပညာစောင့်မှလမ်းဖြောင်းတယ်ဒါဖြင့်သဒ္ဓါကရင်လွန်ခဲ့တာလားလို့ဆိုမို့ပညာလည်းလွန်ခဲ့တတ်တယ်ပညာကိုသဒ္ဓါစောင့်မှလမ်းဖြောင်းတယ်နှစ်ခုအပြန်လားသဒ္ဓါကိုပညာစောင့်မှလမ်းဖြောင်းတယ်ပညာကိုသဒ္ဓါစောင့်မှလမ်းဖြောင်းတယ်ဒီနှစ်ခုဟာ ိမ့်ညိပေးထားရမယ်လို့ဒီလိုဆိုလို့မလွန်ကဲเสียရတရားလွန်ကဲရင်မယုံတဲ့နာတွေပါရှောက်ယုံတယ်ပညာလွန်ကဲရင်ကောက်ချစ်ဆင်လဲသွားတတ်တယ်ဒီလိုဆိုလို့တာအေးဒါကြောင့်မို့လို့အခုဒီတတ္ထာလူတာပฏิရူပတာယအပရိခတာဝင်စေတည်းတရားတွေသိအားကြီးလာတဲ့အခါကျမစင်ညာနိုင်တော့ဘူးမစင်စားနိုင်တော့ဘုန်းကြီးတို့ ਨੇ အိန္ဒိယဗုဒ္ဓဂယာသွားတဲ့အခါမှာရန်ကုန်ကတခါကြီးတယောက်ခိုနာရောက်ခဲကလေးကောက်ဒီနာရောက်ခဲကလေးကောက်တခါကြီးအဲ့ဒါဘာလို့ဖို့တော့ဆိုတော့ဓာရီကဖျားဌာနကခဲတွေမြေတွေဆိုတာအင်တာမသိတိရှိတယ်လို့ပြောသူကတိတ်လို့ယုံကြည်တယ်တခါကြီးလို့ဒီအမြေတွေက ကလားတွေမစင်ဆောင်ထားတဲ့မြေတွေလို့ဖះဟောတဲ့တရားပဲလိုက်နာကျင့်သုံးပါလို့ဖះရဲ့အဆုံးအမလိုက်နာကျင့်သုံးတာကအရေးကြီးပါတယ်လို့ဒီမြေခဲကလေးတွေကဘာမှတန်ဖိုးမရှိပါဘူးလို့မထူးဘူးလို့ဘယ်နေရာကမြေဖြစ်ဖြစ် တူတူပဲလို့အဲ့လိုပြောလိုက်တော့မှအကုန်ပြစ်ချထားတယ်အဲအိန္ဒိယမှာနေတဲ့ဘုန်းကြီးတွေကပြောတယ်ဗမာဖျားဘူးတွေလာလို့ရှိရင်ဟိုနာကလေးကောက်ဒီနာကလေးကောက်ဟိုနာမြေလေးတူဒီနာမြေလေးတူ တော့ကြပစ္စည်းကလည်းဝယ်ကျင်တဲ့အခါကျတော့ဟို excess charges ပေးရမှလည်းကြောက်တဲ့အခါကျတော့အဲ့ဒါတွေကဘယ်ကြံရစ်တုံဆိုရင် နောက်ဆုံးဂိဝါမှာအိန္ဒိယဘောမှာပဲပြန်ပြီးတော့ဒီခဲလေးတွေမြေလေးတွေကကြံရစ်ပြန်ရောတဲ့အထူးသဖြင့်သူ့အကြောင်းမှာကြံရစ်တာတွေများတယ်တဲ့အဲ့တော့ဒီကိစ္စတွေကတည်တည်ချာချာစဉ်းရင်စဉ်းစားကြည့်မယ်ဆိုလို့ရှင်ဖះကိုကြည်ညိုတယ်ဆိုတာတရားဝယ်ကြည်ညိုอ่ะ 啊。Uh.